အားလုံးဝမ်းမြင်လာပါကျွန်တော်ဒီနေ့မှတော့ဒီလုပ်ငန်းငယ်လေးတွေမှာသတိပြုသင့်တဲ့ financial management နဲ့ပတ်သက်လို့အချက်တစ်ချက်ကြောင်းပြောပြပေးချင်ပါတယ်ကျွန်တော်လုပ်ငန်းငယ်လေးတွေမှာကျွန်တော် share video တချို့မှလည်းပြောခဲ့တာရှိတယ်ကျွန်တော်တို့ရှောင်းဝန်းတွေတက်အောင်လုပ်တယ်ကျွန်တော်တို့ marketing တွေလုပ်တယ်အရှောင်းတွေကျွန်တော်တို့ iron site တယ် product ကိုကျွန်တော်တို့ iron site တယ် service ကို iron site တယ်စသဖြင့်ဒီဘိုင်းတွေမှာကျွန်တော်တို့က iron တွေ site တယ်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့ဒီ financial management နဲ့ပတ်သက်လို့ လွတ်တာလေးတွေရှိတယ်ပေါ့နော်ဒီမှာ financial management မှာကျွန်တော်တို့ပြောရင်တော့အများအဲ့ထက်မှာဒီအများစုလည်းကြုံရတဲ့ကျွန်တော်တို့တစ်ခါတည်းရန်လည်းနည်းနည်းသတိလွတ်လပ်တဲ့အချက်တစ်ချက်ရှိတယ်ဘာလဲဆိုတော့ဒီလုပ်ငန်းသုံးတဲ့ personal သုံးနဲ့ကျွန်တော်မကွဲတာပေါ့ကျွန်တော်စီးပွားရေးဆလုပ်တယ်တချို့စင်းရင်းတွေကျွန်တော်တို့ကဒီအဲ management တွေကျွန်တော်တို့ကစင်းသေးချာမလုပ်ပြတာကျွန်တော်တို့ဒီငွေကြေးနဲ့ပတ်သက်လို့စီမံခန့်မှုသေးချာမလုပ်တာတွေကျွန်တော်တို့ကရှိနေသေးတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ကလုပ်ငန်းနဲ့ marketing ကိုထည့်လိုက်တယ်။ marketing ကိုထည့်လိုက်ပြီးတော့လုပ်ငန်းလဲပတ်တယ်လဲပတ်တယ်။ဒါမဲ့ တလားတလားကျွန်တော်အသုံးစိတ်ကလည်းလိုရင်ကျွန်တော်တို့ကဘယ်အသွားဆွဲလဲဆိုရင်ဒီလုပ်ငန်းလက်ပဲငွေတွေတော်တော်ဆွဲတယ်။ဥပမာကျွန်တော်ဆိုင်ဒီဇိုင်းဖွင့်ပြီးရောင်းတယ်ဆိုတော့ရောင်းတယ်ရောင်းတယ်ကျွန်တော်တို့ကဒီအကောင်တာဒီဒီအန်ဇယ်လေးထားတယ်ကျွန်တော်တို့ကပတ်စံထည့်တဲ့ဒီရောင်းအောင်ငွေထည့်တဲ့အန်ဇယ်လေးထားတယ်ကျွန်တော်တို့ကဖောင်တာ၂ယောက်ပေါ့နော်လင်မယားနှစ်ယောက်ကျွန်တော်တို့ကဒီဒီလုပ်ငန်းထောင်ထားတယ်။ယောက်ျားဖြစ်သူကလည်းသူကအသုံးလုပ်ပြီးသူဒီအန်ဇယ်တွေကပဲဒီလုပ်ငန်းလက်ပဲငွေတွေကပဲသူကလာဆွဲပြီးတော့သုံးတယ်။မိန်းမဖြစ်သူကလည်းသူကအိမ်တွက်ဈေးဝိုးလုပ်ပြီးဆိုရင်ဒီအန်ဇယ်တွေကပဲလာထုတ်ပြီးတော့သုံးတယ်။ဆိုတော့ လုံ့ဝဲသူကလည်းသူတို့အဆင်ပြေနေတယ်ရောင်းရနေတယ်ဒါပေမဲ့ငွေချင်းနဲ့ပတ်သက်လို့ပေါ့နော်အဲကျွန်တော်တို့ကတတ်တမမသေချာမစီမံတဲ့ခါကျတော့အဲလုပ်ငန်းရှုံးနေလားမြတ်နေလားသေချာမသိဘူးအမှကျွန်တော်ထားပါတော့ကျွန်တော်တို့ဒီသင်းအင်းတွေသေချာမလုပ်လာတဲ့အတွက်ဟောဒီဝင်နဲ့ဝင်ပဲဘယ်ရောက်ရောက်မှမသိတာမျိုးဒါမျိုးတွေကျွန်တော်တို့ဖြစ်တတ်တယ်အမှဒီ personal သုံးနဲ့အဲကျွန်တော်တို့ဒီလုပ်ငန်းသုံးနဲ့မကွဲဘူးပေါ့နော်အမှလုပ်ငန်းမြတ်နေတယ်ဒါပေမဲ့ personal သုံးမှာကျွန်တော်များနေဆိုလဲဒီလုပ်ငန်းတွေကလက်ပတ်ငွေရ ်ဒီတောက်ချက်မလားကျွန်တော်ပျောက်တတ်တာလည်းရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအန်ဆွဲတဲ့ငွေကကိုယ်ငွေကျွန်တော်တို့ကလုံနေတော့မရဘူးပေါ့လေအဲအရေးကြီးတာကျွန်တော်တို့ဒီ personal loan နဲ့လုပ်ငန်းလက်ပတ်ငွေနဲ့ကျွန်တော်တို့ခွဲဖို့အရေးကြီးတယ်ခွဲဖို့အရေးကြီးတယ်ဆိုတော့အဲ့မှာအဲကျွန်တော်တို့ကောင်းတဲ့အချက်တစ်ချက်ကတော့ဘာလဲဆိုတော့ကိုကိုကိုကျွန်တော်လှစာပေးဖို့လိုတယ်ဒါပေမဲ့ခုနပြောသလိုကျွန်တော်တို့ကဒီလင်မယားနှစ်ယောက်ဖောင်တာနှစ်ယောက်ကျွန်တော်တို့ဒီလုပ်ငန်းထောင်ထားရဲဆိုရင် လာတာမယူလို့မရဘူး personal သုံးလိုလာပြီဆိုကျွန်တော်လာတာမရှိလို့ရှင်လုပ်ငန်းလက်ပတ်ငွေတန်းတော်တော်ဆွဲတာမျိုးဖြစ်နိုင်တယ်ဒါကြောင့်မို့ကျွန်တော်လာစာ founder နှစ်ယောက်ရှိတယ်ဆိုရင် founder နှစ်ယောက်အတွက်လာစာအထားဖို့တတ်တတ်ထားဖို့လိုတယ်ဥပမာထားပါတော့ကျွန်တော် CEO အနေနဲ့ဆိုလဲ CEO လာစာဥပမာထားပါတော့ကျွန်တော် managing director အနေနဲ့ဆိုလဲ managing director လာစာပေါ့နော်ကိုနဲ့တင့်တော်တဲ့ထိုက်တဲ့နဲ့လာစာပေါ့ထိုက်တဲ့နဲ့လာစာထားပြီဆိုရင်ကိုယ်ရဲ့ personal သုံးကိုကျွန်တော်ဒီလာစာတွေအရပဲသုံးမယ်လုပ်ငန်းလက်ပတ်ငွေကသူ့ဘာလို့တီးတဲ့ အဲကျွန်တော်တို့ထားပါလိမ့်။အဲဒီလိုဆိုရင်ကျွန်တော်တို့ဒီကိုလုပ်ငန်းအခြေအနေသေချာသိနိုင်မယ်။ဥမာအရှုံးမြတ်တွေဘလောက်ဖြစ်နေလဲကျွန်တော်တို့ဒီလုပ်ငန်းလက်ပတ်တဲ့ furniture အခြေအနေ furniture head ပေါ့နော်။ဒီဘဏ္ဍာရေးဆိုင်ရာကြံ့ခိုင်မှုအခြေအနေဘလို့ရှိလဲဒါတွေကျွန်တော်တို့ကိုယ်ပွက်ပြသိမယ်။အဲ့မှာမှကျွန်တော်တို့ကဘာထပ်လုပ်လို့ရလဲဆိုတော့သူဒီကနေလုပ်ငန်းနေပြီးတော့အမြတ်ကိုပယ်ချင်မှထောက်ပုံလဲဆိုရင်ထောက်တော့ကျွန်တော်တနစ်နေလို့ အဲကျွန်တော်တို့ဒီရှင်းလန်းတွေပါတွေလောက်ပြီးတဲ့အချိန်မှာအရှုံးမြရှင်းလန်းတွေကျွန်တော်တို့ဒီ balance sheet တွေစသဖြင့်ဓာတ်တွေကျွန်တော်တို့ကရှင်းလန်းတွေထုတ်ပြီးတဲ့အချိန်မှာထားပြီးတော့အမြတ်ငွေဘယ်လောက်ရလာလဲ profit ဘယ်လောက်ရလာလဲအဲအချိန်မှာမှကျွန်တော်ကဒီအမြတ်ငွေကိုကျွန်တော်တို့ကဒီ founder ကဒီလုပ်ငန်းရှင်ကယူသုံးလို့ရတယ်ယူသုံးလို့ရတယ်ဆိုတော့ပိုကောင်းတဲ့ချက်တစ်ချက်ကပါလဲဆိုတော့ဒီရတဲ့ profit ကိုကျွန်တော်တို့အကုန်လုံး personal သုံးနဲ့မိသားစုသုံးနဲ့ကျွန်တော်တို့ဆွဲပြီးတော့ယူလိုက်တာနဲ့စားရင်ဒီ profit ထဲကကျွန်တော်ဒီလုပ်ငန်းနဲ့ဘယ်လောက်ထိပြန်ထည့်ရမလဲကျွန်တော်တို့အများအားဖြင့်ပြောတယ်ဒီ investment တစ်ခုစီးပွားရေးလုပ်ငန်းတစ်ခု ပို့ပြီးတော့ကြီးထွားဖို့ဆိုရင်ကျွန်တော်တို့ကဒီ reinvest ကျွန်တော်တို့ထပ်ခါထပ်ခါရင်းနှီးမြှုပ်နှံဖို့လိုတယ်ကျွန်တော်ဒီနှစ်မှာ profit ဒီလောက်ရလာတယ်ရလာတယ်ဆိုရင်ကျွန်တော်တို့ကဘယ်လောက် percentage ကိုတော့ကို personal သုံးအတွက်ကျွန်တော်တို့အထောက်လိုက်မယ်ဘလောက်ပါဆန့်နဲ့ရောကျွန်တော်တို့ဒီလုပ်ငန်းနဲ့ကျွန်တော်ပြန်ထည့်မယ်။ထားပါတော့အနည်းဆုံးတော့ကျွန်တော်တို့90ရာခိုင်နှုန်း personal သုံးကျွန်တော်တို့ကထုတ်ယူလိုက်မယ်။ပြီးတော့အဒီအမြတ်90ရာခိုင်တော့ကျွန်တော်လုပ်ငန်းနဲ့ဒါထည့်လိုက်တာမျိုးပေါ့နော်။စသဖြင့်ကျွန်တော်လှုပ်လို့ရရတယ်။ဆိုတော့အရေးကြီးတာကလုပ်ငန်းသုံးနဲ့ personal သုံး ခွဲဖို့အကြီးကြီးတယ်အဲဒီလိုကျွန်တော်တို့ကမခွဲဘဲနဲ့ရောင်းရတဲ့အလောက်က profit တွေရနေတယ်ဒါပေမဲ့ကျွန်တော်တို့က personal အနေနဲ့ဒီမှာဝင်ပြီးတော့တုံးညလို့တုံးနေလို့ဆိုရင်ကျွန်တော်တို့လုပ်ငန်းရှောက်တင်သလောက်မရနိုင်ဘူးเนาะတချို့ဆိုရင်ကျွန်တော်တို့ကအရင်ပြောက်သွားတာမျိုးတွေလုပ်ငန်းပြတ်သွားတာမျိုးတွေမရက်လာရတာမျိုးတွေဒါမျိုးတွေကျွန်တော်တို့ကဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီကိုယ့်ရဲ့လုပ်ငန်းမှာအရေးကြီးတဲ့အချက်တစ်ချက်ကလုပ်ငန်းလက်ပတ်ငွေနဲ့ personal သုံးကျွန်တော်တို့တသမတ်မခွဲထားဖို့အရေးကြီးပါတယ်။ တို့တိုင်ငွေချင်းနဲ့စီးပွားရေးဆိုင်ရာဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်နေတယ်ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်